ကဘာမှာမြမမင်းကလေးတွေပါပိုင်ဆိုင်ခွင့်ရှိတဲ့မြမတမခါဒီလိုဒီလိုခုံခွေရမြမရိုးရလို့ချင်းမှုတွေထိမ့်သိမ့်ထားနေရှိတဲ့ကျမတို့ရဲ့အမိငုံတွေပေါ်မှာရှေ့ဟောင်းရဲ့နေ့များဒီနေ့တူတူရှိနေတဲ့နေရာမျိုးတော့ ထီလာပကံလို့နာမည်တွင်တဲ့ဒီရှိဟောင်းဖျားများစွာဟာမိထီလာကြောက်ပရောင်းလမ်းမကြီးပင်မှတည်ရှိရာပဲဖြစ်ပါတယ်။တီလာပကံကိုရင်ကျင်းမှုဌာနကရှေဟောင်းပကံဆိုအမှတ်နဲ့ဆိုပြီးတတ်မှတ်ခဲ့ကြတာပဲဖြစ်ပါတယ်။ပကံဟာမိထီလာမြို့နယ်ထဲမှာရှိပြီးရှေဟောင်းပကံဖျားလက်ရာတွေကို တွေ့မြင်နိုင်တဲ့အတွက်တီလာပကံလို့နာမည်ပေးခဲ့ကြဟန်တူပါတယ်။ ပကံဖျားတွေမှာတွေ့မြင်ရတဲ့ရှေးဟောင်းနေရန်စေးပကြီးတွေကိုဒီဖျားမှာလည်းတွေ့မြင်ရပါတယ်။အနုစိတ်ကနှုတ်ချထားတဲ့လက်ရာတွေဟာတကယ်ကိုတန်ဖိုးမပြနိုင်တဲ့ရှေးဟောင်းလက်ရာတွေပဲဖြစ်ပါတယ်။ ကီလာပါကန်ရဲ့ဒီ2005ခုနှစ်လောက်ပေါ့နိုင်ငံတော်ကနေပြီးတော့အရင်ကြီးမှုကနေပြီးတော့သုံးမှတ်နှစ်ဆိုတော့တိမ့်သွားတာ2005ခုနှစ်ကအဲတိမ့်သွားတဲ့အခါကျတော့ဒီမှာတို့ကနေပြီးတော့ဒီဖွဲ့စည်းပုံအရနဲ့ပြောမှဆိုရင်တော့အုပ်စုလေးစုဒီဘောက်ဖျားနဲ့ပြောမှဆိုရင်89ခုနှစ်စုရှိတယ်။နောက်အုပ်စုကကာကြီးအုပ်စုရှိတယ်ခောက်ခွေးအုပ်စုရှိတယ်ခန်းငယ်အုပ်စုရှိတယ်ကာကြီးဟိုတမီးတို့ရောက်လာကခန်းငယ်အုပ်စု သီလပကံဆိုတော့ဒီပထမနံပါတ်ခါတော့ဒီဟေးဟောင်းတင်းလိုက်တာပေါ့လေအဲတင်းလိုက်ပြီးတော့ခုနမှပြောဆိုင်မတင်းတယ်အဲတင်းပြီးတော့နောက်တော့ဘယ်လိုတက်လာစိတ်ဆုံးကနေတော့တက်ထလာတာမျိုးဆိုသီလပကံဆိုတော့ဒီဟာကဒီဟာအုပ်စုကိုပြောမှဆိုကြီးခန်းငယ်အုပ်စုတယ်မယ်ဒီဟာအကြောင်းတုံးမှရှိတယ်เนาะဒီဆယ်လာအုပ်စုတစ်ခုရှိတယ်နောက်တခါတစ်သေးအုပ်ကြွယ်အုပ်စုတစ်ခုရှိတယ်နောက်ဝင်းမအုပ်စုဥပန်းရထုံးမဲ့ဆယ်ကြီးနဲ့တို့ကတမိလေးတယောက်ရှိတယ်တမိလား နော်အဲတမိလေးတယောက်ကနေပြီးတော့တို့ဘာဖြစ်လဲဆိုတော့သူ့တုံလို့လှုပ်ဆိုတော့ဆက်ပြတ်ကျုံရောလာနော်ဒါဘာရဲ့တကြီးစကားဘာရဲ့ဘူရီယာနဲ့သူစင်စင်ပြောခဲ့တာနော်အဲဆက်ပြတ်ကျုံတော့သူတို့ကလည်းလှုပ်ဆတဲ့နေရာလေးရှိရတယ်မြေဟာဆက်ပြတ်ကျုံနေနေအဲ့ဒီမှာတစ်ချိန်တော့ခါတော့ရေးတဲ့တမန်ရတော့သူကကိုရင်လေးလို့ရေးတယ်ဒါဟန်တော်တော့မရေးဘူးနော်အဲ့ကြမှာတခါကြီးကဆွမ်းကတ်ဆမ်းမှာတော့ခိုင်းတယ်အဲ့ကကြတော့ဒီကနေ့ပြန်လျှောက်ထားတယ်တပည့်တော်ဖခင်ဆက်ဝဲစင်တာဖြစ်နေတဲ့အတွက်ဟောလေ ဒီဆွမ်းကိုဆိုတော့သူမဟုတ်ပါဘူးတခါကြီးကတ်တာကပ်ပါသူတောင်းဆိုတဲ့အတွက်ဒေါ်မေဇင်ကနေပြီးတော့သူတို့တမ်းမိတုံးတော့ဆက်ပြကျုံနေတမ်းမိသူ့အဖေနဲ့သူ့တမီးနဲ့ကိုသူကဆွန်းချင်းလိုက်ပို့လာတိုးတယ်မှာတိုးလေးလည်းရှိတယ်အလိုက်ပို့တဲ့အခါကျတော့မှသွားပါပြောတယ်ဆွန်းကတ်ခိုင်းတော့ကတ်တော့ဒီဆွန်းကိုဖုံးပြီးစလာအခုဖုံးပြီးပြတဲ့တော့တုံးတော့စားတော့တော့နော်ဒါတူတူလေးပဲဖတ်ချုပ်ရမနော်အဲတုံးတော့စားကတ်ပြီးတဲ့အခါကျတော့သွားပါဆိုတော့တခါသတင်းတုံးနေတဲ့အနေမှာသမိုင်းလာပါတော့ တင်းလေးတော့မလို့တခါကြီးကဆင်းကလိုက်ဆက်ဆိုတော့တော့ခင်လေးတမီးရရှိတော့တော့အဲ့ခင်လေးလည်းရှိတယ်အဲ့ဒီမှာသူကလည်းပြောတယ်ပြီးခဲ့တာပေါ့လေနော်ပြီးခဲ့တာတော့ရှိသေးရှိသေးဘူးလို့ပြောခဲ့တယ်အဲ့ဒီတော့ဖျားပြန်ရှိတယ်ဒီမှာရှိတယ်အဲ့ဒါတူအဲ့ဒါတမီးကဒါတော့ဟိုဒီပွဲနဲ့ပတ်သက်ပြီးတော့ရွာရီရွာသားတွေကလည်းပြောအကုန်ပေါ့လေပတ်ဝန်းကျင်ပတ်ဒီနေ့ရွာရီရွာသားဆိုလဲတော့လဲပါပါတယ်ပြောပါမယ်သူတို့ကဝိုင်းပြီးတော့သတင်းပတ်စင်တယ်အဲ့တော့ဆုံးလုံးပဲပြီးတော့ပါတယ်မြန်မာမှုအမှုတစ်ခုမှတင်တော့ Xí hông phê âm nhạc xoắn Nghe nhóm tài ở cả lòng nhé ကဘာမှာမြန်မာမိကလေးတွေကပိုင်ဆိုင်ခွင့်ရှိတဲ့ဘုမတ်တမခန်မိထီလာမျိုးနဲ့မုံတိုင်းကျွာမှာရှိတဲ့ဒီဖျားမှာဖျားဖူးဧည့်သည်တွေနဲ့စီကားလျက်ရှိပါတယ်။ဝင်ဝင်ချင်းမှမြင်ရတဲ့ဖျားကတော့ရွှေတောင်ကြီးဖျားပဲဖြစ်ပါတယ်။ ဒီဖျားမှာလေကားမုတ်ဦးလေးခုရှိပြီးတော့ဘလူးရုပ်နဲ့လေကားမုတ်၃ခုနတ်သမီးရုပ်နဲ့လေကားမုတ်တစ်ခုရှိပါတယ်အမျိုးသမီးတွေကတော့နတ်သမီးရုပ်နဲ့လေကားမုတ်ဘက်ကနေတက်ရတာပဲဖြစ်ပါတယ် Thank you. ဘကံကိုကျွန်တော်အခုမှပထမဆုံးကျင်ရောက်တာပါခင်ဗျသီလာဘကံရဲ့အကြောင်းကိုကျွန်တော်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတော့ဒီရှီဟောင်းဖရာကြီးဆိုတော့သိတယ်ခင်ဗျအဲအခုလိုအခုချိန်မှာတော့ပြန်လည်ပြုပြင်ထားတာရှိတဲ့ခါကျတော့ဒီတကံကြီးရောတခြားနယ်တွေရောလာလာဖူးတာသိတဲ့အခါကျတော့ကျွန်တော်တို့စိတ်ဝင်စားတာနဲ့အခုလိုအခွဲ့ရင်းနဲ့ပထမဆုံးကျင်ရောက်အောင်လာခဲ့တာပါခင်ဗျဟုတ်ကဲ့ခင်ဗျကိုသီလာဘကံကိုရောက်လာတဲ့ခါကျတော့ကျွန်တော်တို့ပျက်စီးယိုယွင်းနေတဲ့ရှီဟောင်းဖရာကြီးကိုပြန်လည်ပြုပြင်ထားတာရဲ့ကြောင့်ဗောဓဘာသာဝင်တအုပ်အနေနဲ့လည်း ကျွန်တော်ဟိုယမအမွေနှစ်ကိုထိမ့်သိမ့်တဲ့အနေအထားကြောင့်အမြဲတိုင်းစားမစီကြည်နူးမိပါတယ်ခင်ဗျ။ဟုတ်ကဲ့ခင်ဗျာကျွန်တော်ပြည်သူတယောက်အနေနဲ့ရှေးဟောင်းဖရားတွေရှေးဟောင်းအမွေနှစ်တို့မပြည့်စည်အောင်လို့ကျွန်တော်တို့အဲမြန်မာနိုင်ငံသူနိုင်ငံသားတွေအပါအနဲ့တဲ့တဘွားပေါ့နော်ကျွန်တော်ရှေးဟောင်းသူတေသနာကတက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ပြန်လည်ပြုပြင်ပြီးတော့ကိုယ့်ဘာသာတရားများကိုအဲပြန်လည်ထွန်းကားလာအောင်ကျွန်တော်ပြန်လည်ပြုပြင်ဆောင်ရွက်တဲ့နယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျာ အညာဒေတာရဲ့အလှတရားကိုရင်သက်ရှုမောပွဲကြည့်ရှုခန်းစားဆရာရတာပဲဖြစ်ပါတယ်။ ထီလာပကံမှာရွှေတောင်ကြီးဆူလာမနီတိမ်ဖယားညစောညီနောင်ဥပြောင်ဖယားဥပန်းရဖယားတီလုံးချမ်းသာငွေပုံသာရွှေပုံသာဖယားတွေကိုလဲလဲလာနိုင်မှာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာတည်ရှိနေပြီဖြစ်တဲ့ဖျားတွေဟာပြုပြင်ထိမ့်သိမ်းထားတာတွေကို တွေ့ရသလိုတချို့ဆိုရင်ပျက်စီးနေတာတွေလည်းတွေ့ရပါတယ်ပြစီသွားတဲ့သမိုင်းအမွေနှင်းကိုမြင်ရတဲ့အခါမှာတော့ရင်ထဲမှာစိတ်မကောင်းခြင်းများစွာ ခံစားရပါတယ်။ ဗုဒ္ဓဘာသာထွန်းကားတဲ့ကျမတို့ရဲ့မြန်မာပြည်မှာဒီလိုတန်ဖိုးမပြနိုင်တဲ့ရှေးဟောင်းဖျားများစွာဟာလိလလိုမကုံနိုင်အောင်ညပြလာပါတယ်။ပရိသတ်များရှင်တံမိုးမဖြတ်နိုင်တဲ့သမိုင်းအမွေနှစ်ဖျားများစွာရှိရင်ထီလာပကံရဲ့အကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။